ိသတ်များအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Last Talk ဆိုတဲ့အစီအစဉ်မှာတော့ဒီတစ်ပတ်မှာလဲကျွန်တော်အထူးဧည့်သည်တို့တယောက်ကိုဖိတ်ခေါ်ထားပါခင်ဗျာသူကတော့တခြားသူမဟုတ်ပါဘူးအားလုံးယင်းဒီသိရှိပြီးသားဖြစ်တဲ့ကိုဂျုံလင်းဖြစ်ပါတယ်ခင်ဗျာ ကောမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအခုနဲ့ပတ်သက်ပြီးတော့လည်းဒါအထူးမိတ်ဆက်ပေးစရာမလိုဘူးလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့เนาะအခုနေနေရလဲကျွန်တော်ဒီအခုဒီ model နဲ့စတင်ပြီးတော့အခုရင်းနှီးခဲ့တာ1989အဲအခုခုလက်ရှိအချိန်မှာဆိုလို့ရှိရင်တော့အခု modern model လုပ်ငန်းတွေပေါ့เนาะစတင်ရင်းနှီးခဲ့တာဆိုလို့ရှိရင်တော့နှစ်ပေါင်း20ကျော်เนาะ25နှစ်နီးပါးရှိမယ်ဒီ agency ထောင်တာဆိုလို့ရှိရင်ဘယ်လောက်တော့ရှိသွားပြီလဲခု20 ရှိပါပြီအာအဲ့တော့ကျွန်တော်က1995ကစထောင်တာဆိုတော့လေကုမ္ပဏီမဘုံနဲ့နာမ3931နဲ့စထောင်လာတာဟုတ်ကဲ့ကောအဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုအခုဆိုရင်နင်းနေဆက်ပြေးပြီဟိုတလောက agency တခုကသူကနင်းနေဆက်ကိုထက်ကြိုပြေးသွားတော့ကိုကတော့မသိဘူးကိုကဘယ်လိုဖြစ်လို့သူကကိုထက်ဆောတဲ့လူတော့ရှိပါလားလို့တော့သိကြရတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကိုကဒီ model agency လောက်တာ အခုပထမဆုံးပေါ့နော်မှတ်ပုံတင်နံပါတ်001ဆိုတော့001เนี่ยကျွန်တော်စလုပ်တာပါအဲ့တော့ဆိုတော့ခက်ခဲတွေကြုံတွေ့ပြီးတော့မှပေါ့နော်ကုမ္ပဏီခွင့်ပြုချက်ကိုရခဲ့ပါဘာလို့အဲ့လုပ်ငန်းကဘာမှဖြစ်မှာဘယ်သူမှလည်းထောင်ထားတဲ့လူလည်းမရှိလှုပ်ထားတဲ့လူလည်းမရှိတော့နော်အဲအသက်ဆန်းလို့ဖြစ်နေတယ်သူကဒါဘာလုပ်ငန်းလဲဆိုပြီးတော့လိုက်ပြီးတော့တေချာရှင်းပြပြီးတော့မှရသွားတာပါဟုတ်ကဲ့ဟုတ်ကဲ့ပါအဲဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီအပိုင်းလေးကိုတစ်ချက်ပြန်ပြီးတော့မေးချင်ပါခင်ဗျအခုစတင်ပြီးတော့ဒီ model agency ကိုပေါ့နော်စထောင်တဲ့အချိန်မှာဆိုလို့ရှိရင်ဟို model ဆိုတဲ့ဇကလုံးကိုအကောင်လုံးကမရင်းနှီးကြသေးတာ1989ခုနှစ်မှာအကိုစတင်လုပ်ခဲ့တဲ့ဒီစင်ကာပူနိုင်ငံမှာကိုဒီ model နဲ့ပတ်သက်ပြီးတော့အကိုအများကြီးလောက်ဆောင်ခဲ့တယ်ဆိုတော့အဲ့ဒီဘိုင်းနေပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးမှတ်တမ်းတင်ပြပါကျွန်တော်အရင်ဆုံးပေါ့နော်ဒီပမာနိုင်ငံမှာကျွန်တော်ဟိုဥစား BSC ဇူးတဲ့ အော်ပွဲရတာပွဲလည်းပွဲရပြီးတော့ကျွန်တော်ဖေကလာရလာရနဲ့ဖြစ်နေတဲ့အတွက်ကြောင့်စင်ကာပူမှာမိအင်္ဂလိပ်စာသင်တန်းတော့တက်ရမယ်6လတော့တက်ရမယ်ပေါ့နော်ကျွန်တော်ဖေကတလကိုဒေါ်လာ800ကျောင်းစီရနေစီရစားစီရသွားလာစီအပီးချင်းအဲ့အခုအခုအလုံးလောက်ပဲဆိုတော့လုတ်ပြီးတော့ရှာပူလည်းမဆန်တော့ကော့ကို3ကျင်3ဝဲချင်းဝဲဆို ဲ့ចောင်းစီក៏បោနှုတ်ပြီးတဲ့အချိန်မှာဆိုကျွန်တော်လက်ထဲမှာဆိုလို့တလောက်တရာကျော်လောက်ပဲကျန်နေအဲ့တော့စားပြီးတောက်ပြီးဆိုရင်တော့ဘာမှမကျန်သလိုဖြစ်တော့အလုတ်စလို့ရတယ်ဆက်ရုံမှာအလုတ်သွားလို့ရပါတယ်ဆက်ရုံမှာလုတ်လို့တော့ကျွန်တော်ကမနေ့ပိုင်းចောင်းထဲတော့ညပိုင်းလုတ်လို့ရတာပေါ့နော်တနေ့ကို25ကျပ်ရတယ်အဲ့ဆက်ရုံမှာ20ရာ25ကျပ်တာမသိည17နိုင်နေမနေ့9နိုင်ကြီးလုတ်ရတယ်လုတ်ပြီးတော့ကမှကျွန်တော်ပြန်အိတ်တယ်ညနေ3နိုင်ရနေပြီးတော့ဟိုဥစား 6နိုင်နဲ့7နိုင်ထိတာမျိုးကျွန်တော်အဲအင်္ဂလိပ်စာသင်တန်းတက်ရတယ်တက်ပြီးလို့ရှိရင်ကျွန်တော်ညကြရင်လုတ်သွားအဲ rotate တွေသွားရတယ်ပေါ့နော်သွားသွားပြီးအင်္ဂလိပ်စာလည်းပြီးတယ်ပြီးရော6လပြည့်ကနေကြကျွန်တော်စိတ်မှန်စပြီးပျော်သွားပြီပျော်သွားတော့ပို့ပြီးမပြန်ချင်ဖြစ်လာအဲဒါကျွန်တော်အကြံဖန်လုပ်တဲ့အတင်နဲ့ကျွန်တော်ဖေကိုကြောင်းပေါ့နော်ဒီမှာပို့ပြီးတော့ကောင်းတဲ့ကြောင်းနေရှိတယ်နှစ်နဲ့ချီတက်ရမယ်အဲဒါတက်ရမယ်ဆိုတော့ကျွန်တော်အဲ hotel management ကြောင်းသွားတက်တယ်အဲ့တော့ သုံးနှစ်တက်ရမယ်ဆိုကျွန်တော်ရမ်းပြော်ပြီးအဲအကြောင်းမဖြစ်မနေနဲ့ဝင်တက်လိုက်တာပေါ့အဲ့တော့ကျွန်တော်ဖေကတက်ချစ်တဲ့အကြောင်းရှင်ပြောဆိုပထမကကိုကလေးရင်မောင်မဲလို့ရင်ကောင်းမလားတက်မလေးမြန်ကြီးပေါ်မှာပဲစီးသွားပြီးတော့လိုက်သွားရင်ကောင်းမလားဒါမှမဟုတ်ဟိုတယ်ထဲမှာဆိုတာဖြတ်သွားဖြတ်လာဆိုဟိုတယ်ကြီးအဲ့ဒါအကောင်းစားတွေပေါ့နော်အဲကွန်းနေနဲ့ကုတ်အင်ဂျင်နဲ့ဝိုးပြီးမတက်ရနေတော့ဒီလုပ်ပန်းကလုပ်ရင်ကောင်းမယ်နဲ့တူတကယ်စုံစမ်းလိုက်တော့လေတကယ်ကြီးကဟိုတယ်မန်နေဂျမန့်သုံးနှစ်ဗီဇာရမယ်ဆိုကျွန်တော်လုပ်လိုက်တာအဲ့ဒါတက်လိုက်ကောတက်တက်ပြီးတော့အဲ့မှာဟိုတယ်ကနေအပြန် အဲ့တင်တန်းကြောင်းကနေပြန်ဘတ်စကားဂိတ်မှာကျွန်တော်မော်ဒယ်လုတ်မလားဆိုပြီးလာမေးတာလာတယ်လာမေးရကျွန်တော်အာဘာလဲဒီလုတ်ကန်ကြီးရပေါ့နော်အဲ့တော့ကျွန်တော်လာတဲ့ဒီဘတ်စကားဂိတ်ကနေအဖို့တက်ကြည့်ပေါ့နော်ရုံကန်းရှိတယ်ပေါ့နော်အဲ့ဒါကဲတက်ကြည့်ဆိုကျွန်တော်လိုက်တော့ကဲဘာပဲလုတ်လို့ငါဆက်ယုံထဲတော့ကောင်းပါတော့သိကြတယ်ပေါ့နော်ဆက်ယုံဒီဘက်ထဲတော့ကောင်းပြန်ဆိုအဲ့တော့ဆက်ယုံကလည်းညပိုင်းလုတ်လို့ရတယ်မနေ့ကလည်းကြောင်းထက်ရတယ်ဆိုတော့လေ အရာကိုကတိလေးသားဖြစ်တာဟုတ်ဆက်မှာတော်တော်လေးအိပ်ရေးတွေဟောဘတ်စကားပေါ်မှာအိပ်ရတယ်ဒီခါကျတော့ရှင်ထမင်းသွားစားတဲ့အချိန်မှာဆိုသူဇွန်ကိုင်းနေတော့အိပ်ပြောတာရှိတယ်နေကျင်လုံးလို့သာကိုကရုပ်ကပ်ပြီးနေတာပေါ့နော်အဖေကလည်းရွက်ပြီးတော့အိပ်ထပ်ပုံပြီးပတ်စံမပေးဘူးအဲ့တော့ကျောင်းလာကကလည်းအဲဒေါ်လာ18000ကျတယ်အဖေကသွင်းပေးတယ်ဒါပေမဲ့ဂျန်နဲ့ကိစ္စတွေတက်မှာအဲ့လိုတွေပါညာဆို600တဲ့ပုံပြီးမပေးအဲ့တော့အဲ့ကျောင်းလာကပြီးတော့ကျောင်းလာကသွင်းပြီးဆိုအဖေက900ပဲပေးတော့တယ် ဲ့တော့ငါကတော့ပိုဆိုးလာတယ်တဲ့အိမ်က200ပေးရတယ်ဘာညာတော့ခက်ခဲတာပေါ့နော်အဲ့တော့အဲ့နဲ့သူကပြောတယ်ဒီလုတ်တရားပေါ့နော် fashion show တွေပါရှိတယ်ရှောက်ပါဆိုတော့ကျွန်တော်ကြည့်လိုက်တော့ငါ ငါတို့တိုင်းပြမှာဆိုမင်းသားမင်းသမီးတွေလှုပ်တဲ့လှုပ်တွေပေါ့နော်ဒါဘာလှုပ်တွေလဲပေါ့အစ်မသူတို့ကကြည့်ရအင်ကြီးတွေဝုတ်ပြီးကြောင်ညာလှုပ်တယ်လမ်းတွေလည်းချောက်နေဘာလှုပ်တွေလဲဆိုပြီးစိတ်ဝင်စားနေကျွန်တော်မေးတော့အဲ့တော့သူတို့ကလည်းဒါတဲ့ဒီလိုတွေရှိတယ် fashion show တပွဲချက်လို့ရှိရင်စုမူဒေါ်လာ200ရမယ်300ရမယ်400ရမယ်နော်တော့ပွဲမျိုးစားပေါ့မူတည်ပြီးအဲ့တော့ပြောပါညာနဲ့ဆိုအဲ့မှာကျွန်တော်အဲ့မှာစပြီးတင်တိုင်းမှာတက်ပြီးတော့လှုပ်လိုက်တယ်လှုပ်လိုက်လှုပ်ပြီးတော့အဲ့တဲ့နားမှာတက်ပြီးတော့ model လှုပ်တယ်လှုပ်ပြီးလှုပ်ပြီးချင်းချင်း ကျွန်တော်ရတဲ့အလုပ်ကတော့ဒီရေကူးကိုစုပ်နေပေါ့နော်ရှိုးဆရှောက်ရတယ်ပထမတစ်ရက်ကိုပထမတစ်ပွဲက250ဒုတိယပွဲက200เนี่ยจารย์ตรงนี้ลงเลยตัวซิงค์ดอลลาร์ถอนได้ฉิจารย์ยาไล่ได้แต่ว่าเอเจนซี่ก็ตุ๊กคอมมิชชั่นชื่อล่ะป่ะเนาะแต่ว่าบารู้แต่เอเจนซี่ก็เลยจารย์เราดีบันลงอ่ะเลยจารย์เราเลยดีหลูเลยไม่ติดไหนตรุษชาไปได้อลุบมาเว้ยจารย์เราลงอ่ะป่ะเนาะดีประมาณพี่บาก็ไม่เข้าอตาตมีอ่ะองค์ษาอนุปัญญาရှင်อเมียแมเนเจอร์ တစ်ချိန်လုံးအမေကတသက်လုံးအိမ်မှာထမင်းကျက်မိဖို့ကြောင့်တင်းရနေပြီးတခါတည်းချက်ချင်းရွှေလက်စွတ်တွေကောက်ဖို့အဲ့မှာရွှေတွေကောက်ဖို့ပြီးတော့ခါပတ်ဆိုင်တစ်လုံးလွယ်ပြီးတော့မင်းသမီးရဲ့မန်နေဂျာဆိုပြီးစလိုက်တော့တာပဲအဆက်တော်ရှိရှိမရှိကိစ္စမရှိဘူးသူတို့ဖြစ်အောင်လုပ်ပဲငါတို့ဖုန်းတစ်လုံးကြိုက်တိုင်းဆက်တော်ရှိမှာပဲဒီကနော် client ရဲ့နေရာလည်းစီးမရှိပါဘူးမရှိပါဘူးနော်ဒါရိုက်တွေဆက်ကြမယ်အဲ့လိုတွေကနေစပြီးတော့ agency တွေကိုကြော်ကြတာဖြစ်လာပါတော့နိုင်ငံခြားမှာကျွန်တော်အဲ့လိုလုပ်လို့မရဟုတ်အဲ့လိုလုပ်လို့မရအောင်ဆိုကျွန်တော်တို့စီးနေပါအောင်ဒါပေမဲ့ကျွန်တော် ကအဲ့ agency ထက်တခြား agency တခုရှိတယ်လုံရင်လုံရတယ်ပေါ့နော်တကယ်ချင်းနေပြောတယ်အဲ့ဘက်ကိုသွားပါလားတမဖို့ပြီးတော့အလုပ်ခွင့်ဟိုကောင်းတယ်ပေါ့နော် management လည်းအရင်ကောင်းတယ်သူတို့တွေကတော့အဲ့ချိန်မှာ model ကနေပြီးတော့သူတို့ကနေပြီးတော့အသက်ကြီးလာလို့ထောင်ထားတဲ့သူတွေအရင်ကျွမ်းကျင်တာပေါ့နော်ဒီလို boss တခုတွေက manage လုပ်တာမျိုးမဟုတ်ဘူးသူတို့ကအဲ့ကြော်ညာဘိုင်းကိုတယောက်ခိုင်းတယ် show ဘက်အောင်တယောက်ခိုင်နေ editorial ဘက်အောင်တယောက်ခိုင်တုတ်တုတ်သူ manage လုပ်တဲ့လူတွေရှိတယ်ဆိုကျွန်တော်အဲ့ဒါနဲ့အဲ့ဒီ agency သွားတွေ့တယ်သွားတွေ့တော့ကျွန်တော်တို့ကအဲ့ဒါနဲ့သူတို့လည်းသဘောတူတာကျွန်တော်ပြောင်းလိုက်တာပေါ့နော်ပြောင်းလိုက်ရတယ်အိမ်မှာလုံရင်လုံရင်လုံရင်1992ခုနှစ်မှာကျွန်တော် Facebook ်တည်းရ1992ဆိုရတယ်အဲ့မှာကျွန်တော်ဇူမာလည်းတော်တော်များများပေါ့နော်လူတိလာခဲ့တာပေါ့နော်အဲတိလာပြီးတဖြည်းနဲ့ကျွန်တော်မှရှိုးရှိုးရှိုးရှောက်တယ်အဲရှိုးရှောက်တဲ့ချိန်မှာစင်ကာပူနိုင်ငံလည်းမဟုတ်ဘူးဟောင်ကောင်လည်းပါတယ်ဘန်ကောက်လည်းပါတယ်မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်အဲ့လိုတိုင်းပြည်တွေမှာသွားပြီးလှုပ်လာတဲ့အဆင့်ကိုရောက်လာတယ်။အဲ့လိုလှုပ်လာလှုပ်လာနေဆိုဘာလို့ဆိုကျွန်တော်တို့ကနိုင်ငံတိုင်းကစင်ကိုကတိတိလေးဖြစ်နေ။အဲ့မှာဒီလူတစ်ယောက်ကထိုင်နေလို့ရှိရင်ဒီလူရဲ့မျက်နှာရိုးလာတာပေါ့နော်။အဲ့ဘယ်သူမှလည်းမကြည့်ချင်တော့အဲ့လိုရွှေ့ရတယ်။ နိုင်ငံတွေရွှေ့ရတာပေါ့အဲကျွန်တော်တို့ကဒီမှာတလဒီမှာနှစ်ပတ်ဒီမှာငါရဲ့အဲ့လိုတွေထေးကြတယ်တခါကျရင်လည်းဘန်ကောက်ကအဲ့တော့ခစ်တည်းဟာမော်ဒယ်တော်ကအသိမတိုးတက်လို့ဆိုမနဲ့တော့ညနေပြန်အောင်လုပ်ကြတယ်ကျွန်တော်ညနေည10နိုင်ခွဲလောက်ဆို Quantum Airline တို့ပါအောင်ရှိတယ်အဲ့ဒါတည်းနဲ့ပြန်ညဟုတ်ကဲ့တခါကျရင်မနဲ့တော့တယ်ညအဲ့လိုလုံးလုံးလုံးနေတဖြည်းနဲ့ဖြစ်လာပြီးတော့ငွေချင်းကနေပြီးတော့အဲတနေ့လည်းကြာအောင်သူသူလည်းဖိလစ်ပိုင်မှာတော်တော်နာမည်ကြီးနေပါတယ်ရော်ဘီကာရာမွန်နာဆိုသူကမင်းနဲ့တနေ့ကြာရင်ပေါ့နော်ဒီလိုမျိုး အေဂျင်စီပဲထောင်းပါလားကိုတာမင်နဲ့ကိုထောင်းပါလားပေါ့နော်အဲမင်းတို့ကကောင်းနေဆိုကျွန်တော်ပြောတယ်တော့ငါဘမပြေမမပြောင်းချင်တော့ဘာလို့တော့ထောင်းအောင်ပါလဲဆိုပုံကူတဲ့မင်းကဘမဖြစ်နေတယ်ပေါ့နော်ဘမဖြစ်နေတယ်ဆိုမင်းစိတ်ကူးမှာဘလို့ပဲနေနေတနေ့ကျရင်မင်းကမင်းတိုင်းပြေပြန်အောင်ပါဆိုအဲ့ဒါနဲ့ကျွန်တော်အတိအခေါင်းထဲဝင်လာတော့ဒါပေမဲ့ကိုကထောင်းမယ်ဆိုကုမ္ပဏီထောင်းဖို့လေဘလို့တော့ထောင်းအောင်မှလည်းမသိကို့အဖေကိုတော့ပြောလို့လေမင်းအဖေနဲ့မင်းကလုံးဝဒီအကြောင်းကိုစိတ်ပွန်စားတဲ့လူ စပြီး model လုပ်မယ်ဆိုတဲ့အချိန်မှာတော့မင်းဒီအလုပ်တွေလုပ်ဆရာမလို့မင်းအဲ့လိုဆိုလို့ရှိရင်မင်းကြောက်စက်မတက်နဲ့တော့မင်းပြက်စီးလိမ့်မယ်ပြန်လာခဲ့တော့ဆိုချက်ချင်းပြန်ခိုင်းတာအဲ့လိုမျိုးပဲတော့ပြောလာတယ်အဲ့တော့ကို့ဖုန်းတွေပဲပိတ်ဖုန်းနံပါတ်တွေလဲအဲ့လိုလေမျိုးစုံလုပ်ခဲ့တာကလန်ကဆန်နေလောက်တာပေါ့နော်နောက်ကို့နေရာတစ်ခုရလာတဲ့အိမ်တွေပါလေကောင်းမွန်ငှားတယ်ဒီမှာကားတွေပါလေအပြန်စားတွေမောင်းနေတဲ့အခြေကြောင့်ကို့အဖေကိုလာလဲပါဒီလောက်ကတကယ်ဒီမှာကောင်းမွန်လုပ်ထားတဲ့အလုပ်ပါပါကြဆိုတော့တို့လည်းလက်ခံလာတယ်နောက်ပိုင်းပေါ့နော်